ချစ်စစ်တင်ကိုအားပေးနေကြတဲ့ဘရာသားညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါရယ်ဒီဗီလေးမှာတော့ကျွန်တော်အနေနဲ့ Fabrizio Romano ရဲ့တင်လေးတစ်ပုတ်ပေါ့နော်အဲ့ဒါပါလဲဆိုလို့ရှင်ရင်ကျွန်တော်စိတ်ဝင်စားနေတဲ့နောက်ကန်ကစားမဖြစ်သူ Dave Wilson နဲ့ပတ်သက်ပြီးတော့ရေချိန်မြင့်တဲ့အချိန်လေးတစ်ခုလို့ပြောလို့ရတယ်အဲ့ဒါပါလဲဆိုရင်ကျွန်တော်မနက်ကဗီဒီယိုမှာလည်းပြောခဲ့တယ်ပေါ့နော် Real Madrid ကတခြားသောခံစင်မှုတွေကိုဈေးကွက်တွေမှာစောင့်ကြည့်နေတာရှိပေမဲ့ Dave Wilson ကိုလည်းသူတို့ရဲ့ပြစ်မှတ်ထဲမှာထားရှိနေစေဖြစ်တယ်လက်ရှိမှာ Dave Wilson ဒီ Chelsea, Liverpool, Arsenal ၃သင်းရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့အနေအထားမျိုးရှိ ှိတဲ့အတွက် Real Madrid ကသူတို့နဲ့အပြိုင်မခေါ်ယူလို့ပေမဲ့ကစားသမားကိုယ်တိုင်က Real Madrid အသင်းကိုဇောင်းပေးနေတဲ့အချိန်မှာအဲဒီအပြိုင်ခေါ်ယူရမဖြစ်အား Real Madrid ကရော့ကြသွားတယ်ပေါ့နော်ဒီနေ့ထားမှာအခုနောက်ဆုံးတက်တဲ့သတင်းရဆိုလို့ရှိရင်ဒေဝူဇန်ရဲ့ဒီကိုယ်စားလှယ်တွေဘက်က Real Madrid နဲ့သဘောတူညီမှုအချို့ရရှိဖို့အတော်လေးနှိစက်နေပြီလို့သိရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကစားသမားကိုလာမယ့် transfer window မှာဒီပေါင်တန်း90 clause နဲ့ခေါ်ယူနိုင်ဖို့အတွက်ကိုဒါပေါင်တန်း90ကို Real Madrid ဘက်က 3ချိန် installment နဲ့ပေးမယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်ဒါကိုအဲဒီလောက်ဖို့အတွက်အတော်လေးနီးစပ်နေပြီလို့ကျွန်းနဲ့ကြားသိရတာဖြစ်တယ် ကျန်တဲ့အသင်းတွေကမှန်တမ်းပြောရရင်ဟို Chelsea အသင်းတွေနဲ့ကဒိဟူဆန်ကိုပြီးခဲ့တဲ့ January transfer window မှာကလေးကသဘောကျခဲ့တဲ့အပိုင်းတွေရှိတယ်။ဂျာထဲမှာလည်းဒိဟူဆန်ဒိဟူဆန်မှာဒိဟူဆန်ဖြစ်နေတာပေါ့နော်။အထူးသဖြင့်ကစားသမားရဲ့ hybrid ဖြစ်မှုရဲ့ modern sun နဲ့ကစားသမားရဲ့ပြီးတော့အသက်အရွယ်အရဆိုလို့ရှိရင်လည်း potential အမြင့်ကြီးရှိတယ်လို့ငယ်ရွယ်တဲ့ကစားသမားတဦးစီကနေရနိုင်တဲ့အကောင်းဆုံးအရာတွေကိုကစားသမားစီကနေရနိုင်တယ်။ပြီးတော့ Chelsea အသင်းရဲ့ခန်းစစ်မှာဆိုလို့ရှိရင်လည်းဒါ Wesley Fofana ကို Chelsea အသင်းကရှင်းထုတ်ဖို့အတွက် ြင်ဆင်ရဖို့เนาะဒါ Wesley Fofana တော့ Chelsea တင်းအမှားပါပဲတန်း80ကျော်ကြီးပေးပြီးတော့ Chelsea ရှုံးတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့เนาะဒါကြောင့်ကျွန်တော် Chelsea ရဲ့ဒီလူဝယ်တဲ့ transfer ကင်တွေတဲ့ driver တွေအပေါ်မှာအများနဲ့ကျွန်တော်ရဲ့တန်တရားတွေကကြီးထွားနေတာအဲ့ဒီအချက်တွေပါတယ်ကျွန်တော်တို့လိုမျိုးဟိုအားပေးတဲ့တာမန်ပြိတ္တတယောက်တောင်မှမြင်တဲ့အမြင်တွေသူတို့မှမမြင်ဘူးလားပေါ့နော်ဒါထားပါဆိုတော့ဒိန်းဝီဆန်ပေါ်မှာ Chelsea ရဲ့ဒီစိတ်ဝင်စားမှုဘယ်လောက်မြင့်တယ်လဲဆိုတာကိုပြောတာပါတော်တော်လေးဟိုစိတ်ဝင်စားရဲ့ကစားသမားပါအများအားဖြင့်ဒီ contact လုပ် နေတဲ့အနေအထားမျိုးတွေလည်းရှိတယ်ပေါ့နော်။တစ်ဖက်မှာလည်း Arsenal Liverpool ကလည်းဒီအတိုင်းပဲသို့တော့ဒီ3သင်းလုံးငိုရနိုင်တဲ့ချာရှိတယ်။သို့တော့လည်းပဲဟိုဟာပေါ့ Dandy ဖြစ်တာမျိုးတော့မဟုတ်သေးဘူး။ D close ဖြစ်တယ်ဆိုတော့အနေအထားမျိုးတော့သွားနေတယ်လို့ကျွန်တော်တို့သတင်းကတက်လာခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီ Dane Wilson နဲ့ပတ်သက်ပြီးတော့ Chelsea အသင်းအနေနဲ့တခြားစောင့်ကြည့်သွားမှာပါတစ်ဖက်မှာတော့ Chelsea တင်းရဲ့တိုက်စစ်ကစားမှဖြစ်သူ Cole Palmer ပါ Palmer အနေနဲ့လက်ရှိမှာဒီ Premier League ရဲ့တနစ်တာအကောင်းဆုံးလူငယ်ကစားသမားစုအတွက်ဒီစကားတင်း shortlist ထဲမှာ ပါဝင်နေလို့သိရတယ်ပေါ့နော်ဒါကိုဓာတ်ရိုက်အဲ link သွားပြီးတော့ vote လို့လည်းရတယ်ဆိုတော့ဒါမျိုးဖြစ်တယ်ကျွန်တော်ကတော့ခုနကသွား try ကြီးသေးတယ်ဒါမှမဟုတ်ကျွန်တော်လည်းလဲနေတယ်ပေါ့နော်ဆိုတော့အဲကျွန်တော်တို့အဲဘာပဲပြောပြော Paul Ma အနေနဲ့ Chelsea အသင်းနဲ့တူတော်တော်လေး ကောင်းမွန်တဲ့ခြေစွမ်းတွေကိုဒီရဒီမှာပြသနိုင်ခဲ့တဲ့အနေထားတစ်ရက်ပေါ့နော်အဲနောက်ပိုင်းပွဲစဉ်ဒီမှာလည်းနည်းနည်းပြန်ရုံးကန်ရတယ်ဗျာဆိုတော့တိတ်ဟို consistent မဖြစ်သေးတာပေါ့လေဒါပေမဲ့လက်ခံလို့ရတဲ့အနေအထားမျိုးမှာတော့ရှိတယ်ဆိုတော့တခြားသောအသင်းကလူငယ်ကစားသမားတွေနဲ့အပြိုင်ဖော်မအနေနဲ့အဲဒီယာဒီပေါ့နော် Premier League တနစ်တာအကောင်ဆုံးလူငယ်ကစားသမားစုကိုဒါစုခူးသွားနိုင်မလားဆိုတာကျွန်တော်တို့တွေဒါ voting ရလက်တွေကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ ီ Nicholas Jackson ရဲ့ discipline mind နဲ့ပတ်သက်ပြီးတော့ Marska ရဲ့မှတ်ချက်ဖြစ်ပါတယ်အထူးသဖြင့်တိုက်စစ်မှုတယောက်ဖြစ်တော်ညာလည်းပဲ Jackson ဟာအဝါကပြပမှုအများကြီးခံရတယ်နောက်ဆုံးတပွဲနားတဲ့အနေအထားမျိုးတွေလည်းဒီရာသီမှာကြုံတွေ့ခဲ့ရတယ်ဆိုတော့စီကန်လိုက်နာမှုအပိုင်းနဲ့ပတ်သက်ပြီးတော့ Jackson အပေါ်မှာ Marska ရဲ့အမြင်ပေါ့နော်ဆိုတော့အဲ့ဒါက Marska ကဒီတရာသီလုံးကိုပြန်ပြီးတော့ review လုပ်မယ်ဒါက ဂျက်ဆင်တယောက်ထဲမှာမဟုတ်ဘူးဂျက်ဆင်အပြင်တခြားသောဒီကစားသမားတွေရဲ့စီကံလိုက်နာမှုအပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပြန်ပြီး review လုပ်မယ်သို့တော်လည်းပဲသူတို့ဒီလူငယ်ကစားသမားတွေဖြစ်တာနဲ့အလျောက်ပေါ့နော်တချို့သောအပြုမှုတွေအတွက်ကတော့ဒါသူတို့နားလေလက်ခံလို့ရတယ်ဆိုတဲ့အထံမျိုးဖြစ်တယ်ပြီးတော့ဂျက်ဆင်ကလက်ရှိမှာဒီစီကံပိုင်းဆိုင်ရာအရာရောနောက်ပြီးလို့ရှိရင်ဟိုပါပေါ့ကျွန်တော်တို့အာဒီ goal twin နဲ့ finishing line နဲ့ပတ်သက်လို့ရှင်ရောပဲဒါဝေဖန်ခံနေရတဲ့ကစားသမားတူဖြစ်ပါတယ်ဆိုတော့ Jackson နဲ့ပတ်သက်ပြီးတော့ဒါ review တွေပြန်ပြီးလုတ်သွားမှာဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့ သိရတယ်သို့တော့လက်ရှိအနေထားရတော့လက်မခံနိုင်လောက်တဲ့အမားမျိုး Jackson မှာမရှိဘူးလို့ Mars ကတော့ဒါသူ့ရဲ့ favorite ကြီးပေါ့နော် Jackson နဲ့ပတ်သက်ပြီးတော့ကာကွယ်ပြောဆိုသွားတဲ့ပိုင်းလည်းတွေ့ရတာပါဆိုတော့ဒါတွေကကျွန်တော်တို့ဒီပလိုမာတက်ဆက်ပေးခြင်းနဲ့ညာကင်းတို့ရဲ့ Chelsea သတင်းလေးတွေဖြစ်ပါတယ်အဆုံးကြီးရှုအားပေးကြရတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် Chelsea သတင်းတိတန့်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ CPTV YouTube channel, Blind Facebook page, Twitter, Telegram account တွေကို like and subscribe, like and follow ပြုလုပ်ထားကြဖို့တော့တောင်းဆိုရင်းနဲ့အားလုံးပဲ see you next video ပါနော်